။ Okay ပါကျွန်ချက်စီတင်ကိုအားပေးနေကြတဲ့ brother ညီကိုပြိတ္တတွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပါစေလို့နှုတ်ဆက်နေကြနှုတ်ခွန်းသက်စကားလေးတိုင်းပဲနှုတ်ဆက်လို့ရတယ်။ဒါပေမဲ့လက်တော်ဖြစ်ပွားနေတဲ့အကြောင်းအရာတွေအရာတော့အမြန်ဆုံးကျွန်တော်တို့အားလုံးအတူတကွအတွင်းညီနဲ့ကြော်ဖြတ်နိုင်ပါစေလို့ တောက်စုပြပါတယ်ဆိုကျွန်တော်တို့ဒီကနေ့ညာ9နာရီခွဲမှာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ brand 4နဲ့ chelsea တင်တို့ရဲ့ premier league ပွဲစဉ်ရှိနေတယ်အလုံးသိတဲ့အတိုင်းပဲဒါနောက်ဆုံးကစားထားတဲ့ spa ကို chelsea အသင်းကအနိုင်ရရှိပြီးတဲ့အချိန်မှာ chelsea ပရိသတ်တွေအနေနဲ့ဘာပြော spa နဲ့အသင်းနဲ့ပွဲစဉ်မှာကျွန်တော်တို့ struggle လုပ်ရတဲ့အပိုင်းတွေရှိတယ်ဆိုပေမဲ့တဖြည်းဖြည်းနဲ့ chelsea အသင်းရဲ့ဆွမ်းဆောင်ရေးဘိုင်းကအတိုင်းအတာတစ်ခုထိတော့ဘာပဲပြောပြောအဆိုးလုံး လဲဆိုတဲ့အနေထားနဲ့တော့ရုံထွက်လာနိုင်တာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်။ဒါကြောင့်ဒီကနေ့ညကစားမဲ့ Brentford အသင်းရဲ့ပွဲစဉ်မှာလဲ Chelsea အသင်းရဲ့ Top 4 Race တို့ကတကယ်ကိုအရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်။ အထူးသဖြင့် head to head တွေ့ဆုံမှုတွေအရ history ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် Chelsea တင်းက Brentford နဲ့တွေ့တဲ့အချိန်မှာ၃ပွဲရှုံ၃ပွဲသေရင်၅ပွဲနိုင်ဆိုတဲ့ရလက်ထွက်ထားတယ် win ratio ရကြည့်မယ်ဆိုလို့ရှိရင်တော့နိုင်တဲ့ဘက်ကပိုများတယ်ဆိုပေမဲ့လည်းမတိမ်မရင်းဆိုတဲ့ပုံစံမျိုးရှိတယ်အဲ့ဒီလိုကမှနောက်ပိုင်းကစားခဲ့တဲ့နှစ်တွေမှာဆိုလို့ရှိရင်အထူးသဖြင့် Brentford ရဲ့အိမ်ဝဲမှာဆိုလို့ရှိရင်ဒါ Chelsea အသင်းအနေနဲ့သတိထားတဲ့အပိုင်းတွေရှိတယ်အဝေးဝင်းမှာကို Brentford ကိုဒါရှုံးတယ်ဆိုတဲ့အနေအထားမျိုးတွေလည်းရှိခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့ Chelsea အသင်းအနေနဲ့ အဲဒီအနေထားကိုကြော်ဖြတ်ပြီးတော့ဒီကနေ့ညပွဲစဉ်မှာဘယ်လောက်ထိလုံးပြနိုင်မလဲဆိုတာရေးပါတယ်ဆိုတော့မနေ့ကအန်ဆိုမာစကာရဲ့ press conference ရဆိုလို့ရှင်တော့ရိုမီယိုလဗီယာတို့အဲကျွန်တော်နောက်ပြီးတော့ Wesley Fofana တို့ကလွဲချော်မယ်ဒါပေမဲ့ဒါတိတ်တော့ထူးဆန်းတဲ့အရာမဟုတ်ဘူးဒီအရာနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့သတင်းတွေထပ်ပြီးတော့ဒါပြည်သက်တွေကိုတင်ဆက်ပေးရအောင်မယ်အခြေအနေတွေတော့ရှိနေတာအမှန်ပဲဆိုဒီကစားသမားတွေက Chelsea အသင်းတို့ကအရေးပါတဲ့ကစားသမားတွေဆိုတာမှန်ပေမဲ့တကယ်တကယ်တမ်းအတုံးတဲ့မှုအပိုင်းမှာတော့အများကြီးဒါစကားပြောစရာတွေရှိနေတာဖြစ်တယ် ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အနေနဲ့သတင်းလေးတစ်ပုတ်တင်ဆက်ပေးသွားဖို့ရှိတယ်အထူးသဖြင့်အားလုံးလည်းကြားမှာပါ UEFA အနေနဲ့ Chelsea အသင်းရဲ့ overspending ဖြစ်မှုနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေလုပ်တယ်ဆိုတဲ့အနေထားတွေပေါ့နော်ဒါရီယာဒီကစားသမားတွေအတွက် Chelsea အသင်းကပတ်စံတွေအများကြီးကုန်ကြခံခဲ့ရတယ် Sofana ဆို80လောက်ကုန်တယ် Lavia ဆိုလို့ရှိရင်လည်းကုန်တယ်90ကျော်လောက်ပေါ့เนาะဆိုတော့ဒါရီဟာတကယ်တကယ်တမ်းမှာအဲ့ဒီတန်တရာကြီးကဘယ်လောက်ထိအလုပ်ဖြစ်တယ်လဲပေါ့เนาะဆို Marska ကတော့ခြေပပြောဆိုသွားတာရှိတယ်သူတို့ပြ Lavia ဟာမနစ်ကနဲ့ အချက်လက်တွေကိုရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီနှစ်မှာပို့ပြီးတော့ပွဲရည်တော်များလာတယ်ဆိုပေမဲ့အဲကျွန်တော်တို့ကတော့အားမရသေးဘူးပေါ့နော်ဆိုတော့ဒါကတပိုင်းထားပါဆိုတော့ချက်စီးသင်းနေနဲ့ ဘယ်လိုမျိုးအပြောင်းလဲတွေပြုလုပ်လာမလဲပေါ့နော်တိုက်စစ်ပိုင်းမှာတော့ကျွန်တော်တို့ injury player လည်းမရှိဘူးကျွန်တော် available မဖြစ်တဲ့ player လည်းမရှိဘူးဆိုတော့တော်တော်များများတော့ကစားနိုင်မယ့်အနေမျိုးဖြစ်တယ်ကွင်းလယ်မှာလည်း Kaisiro Anso Fernando ကိုအားထားပြီးကစားသွားမယ့်အနေမျိုးဖြစ်တယ်ခန်းစစ်ကတော့တိုစင်ရှိမယ် Barrier ရှိလို့ရှိမယ် Levi Goel တို့ရှိနေမယ်ဆိုတဲ့အနေမျိုးဖြစ်တယ်ဘယ်ကြောင့်မှ Kukurella အသင့်ရှိနေသလိုညာချက်မှာလည်း Rejain လည်းသုံးလို့ရတယ် Malukusto လည်းသုံးလို့ရတယ်ဆိုတဲ့အနေမျိုးတော့ဖြစ်တယ်ဆိုတော့ Chelsea အသင်းကတော့ strong ဖြစ်တဲ့ line up ပဲ Bravo ရဲ့အခြေအနေကိုတစ်ချက်လေးလာကြည့်မယ်ဆိုလို့ရှိရင်တော့ Bravo အနေနဲ့ ကျွန်တော်နောက်ဆုံးဒီယာတီရဲ့ပွဲစဉ်တွေကိုကြည့်တဲ့အခါမှာချေသောမကြီးကမတည်ငြိမ်မှုတွေအများကြီးရှိနေတယ်ပထမကျတော့တွေးဆမှုမှာဆိုလို့ရှိရင်ချက်စီးသင်းကအသားရထားတဲ့အနေအထားမျိုးတွေရှိတာကြောင့်ဒီကနေ့ပွဲစဉ်မှာလည်းချက်စီးသင်းကတော့ပို့ပြီးတော့မျောလင်းစရာကောင်းတဲ့အနေအထားမျိုးဖြစ်တယ်လို့ထင်တယ်ဒါပေမဲ့ခြေဖွင့်မှုတွေကကြည့်မယ်ဆိုလို့ရှိရင်တော့အရန်ကြီး မတိမ်မရင်ပုံစံမျိုးသွားတယ်ပေါ့နော်ဆိုတော့ Chelsea တိမကကြေးဖွင့်ထားတယ်ဆိုပေမဲ့လည်းအဲကျွန်တော်အနေအားအသုံးသတ်ရမယ်ဆိုလို့ရှိရင်တော့ Chelsea တင်းရဲ့အဲအနေထားကလည်းတသက်မထိတ်တမလို့မရတဲ့အခြေအနေပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကရှေ့က Forest တို့ဘာတို့ကိုတပွဲကြောပေးကစားထားပြီးရတဲ့ဆိုတဲ့အနေထားမျိုးမှာတော့အဲဒီလိုပွဲစဉ်တွေမှာတေချာပေါ့အနိုင်ရလက်ကိုဖော်ဆောင်တဲ့ အခြေအနေမျိုးဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီပွဲစဉ်ပေါ်အမြင်ကချက်စီးသင်းသည် top 4 race အတွက်တေချာမှုရယူရမယ်ဒါနောက်ဆုံးသောအခြေလမ်းတွေကိုလှမ်းရတော့မယ်အနေထားမျိုးဖြစ်တယ်ရှေ့မှာလည်းကျွန်တော်ပြောခဲ့အများကြီးပဲဒါကျွန်တော်ဒီဇင်ဘာလတစ်လလုံးပေါ့နော်ပြီးခဲ့တဲ့2024ဒီဇင်ဘာတစ်လလုံးဆိုချက်စီးသင်းသည် struggle လုပ်ခဲ့ရတဲ့အပိုင်းတွေဖြစ်တယ်ပြန်ပြီးတော့2025အစမှာဆိုလို့ချက်စီးသင်းရုန်းကန်ခဲ့ရတယ်ဆိုတော့အဲ အန်ဇိုမာစကာရဲ့လုံးဝအသက်ရှူထွက်ပေါက်ကလည်း top 4 race ပဲဖြစ်နေမယ်။နောက်ရသည့် Champions League ကစားဖို့ဟာတကယ်ကိုအရေးပါတဲ့အချက်တစ်ချက်ဖြစ်တယ်ဆိုတော့သူလည်းကောင်းကောင်းနားလည်ထားတာနဲ့အညီပေါ့နော်။အာယုံဆိုင်စရာလည်းအလောက်ထိမြန်မြန်ဆန်းဆန်းမရှိတာကြောင့်ဒီပွဲစဉ်ကိုအပြည့်အဝ control လုပ်ပြီးတော့ Chelsea တင်းကပဲခြေမိုးကစားသွားနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့သုံးသပ်တယ်။တကယ်တကယ်တမ်းခြေစွမ်းပိုင်းရဘယ်လိုရှိမလဲဆိုတော့ကျွန်တော်တို့ပွဲတွင်းမှာပဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။9:30မိနစ်ပါမြန်မာစံတော်ချိန်ဆိုတော့ကျွန်တော်တို့အတူကြည့်ကြမယ်။ အာပြီးတော့မှပဲကျွန်တော်လဲသတင်းတွေဝေးနေပေါ့ဒီအပိုင်းဖုန်းလဲသိပ်မကြည့်ဖြစ်ဘူးတော်လေးလဲစိတ်ကြေကွဲရတဲ့အနေအထားမျိုးတွေပေါ့နော်ဆိုတော့စိတ်ကြေကွဲရတာကြာပါပြီဆိုတော့ဒါပေမဲ့လဲကျွန်တော်တို့အာဒါဗီဒီယိုကလဲကျွန်တော်လဲပရိသတ်တွေကတယောက်ဆိုပေမဲ့အာဒီဟာလုံးမှပဲကျွန်တော်လဲတစ်ဖက်မှာကုညီနိုင်မဲ့အပိုင်းတွေရှိတယ်ပေါ့နော်ဒါပဲကျွန်တော်တို့အာကျွန်တော်ဟိုပို့ပြီးတော့ဟိုအလုပ်လိုမျိုးဖြစ်နေတဲ့အခါကျတော့ပြန်လုပ်ခွင့်ပြုပါလို့တောင်းဆိုနေပဲအားလုံးပဲ see you next video ပါနော်